သဘောပိုင်းပြဿနာအဲ့တော့သဘောပိုင်းတတိလေးနဲ့ကိုက်ရင်တော့ပြဿနာမရှိဘူးเนาะအကြီးပြတဲ့ဟုတ်တယ်အဲ့တော့လူတယောက်မမနိုင်လောက်အောင်လေးတဲ့သဘောခွင့်ကြီးတွေရှိတယ်ဥမာစတဲ့ဆိုင်တွေမှာဆိုလို့တခါလေးဆယ်တော်တွေကိုဆုံးကတ်တယ်လေစတဲ့ဆိုင်တွေမှာအဝေးပြေးသွားလမ်းတွေမှာသဘောခွင့်ကြီးတွေရှိတယ်အဲ့ဒါအရင်နဲ့ကတ်တဲ့ခါကျတော့ဒီခုံကြီးတွေကမလို့မနိုင်ဘူးတယောက်တည်းအဲ့တော့တယောက်တည်းမလို့မနိုင်တဲ့ခုံဟင်းတွေသဘောတွေဆိုဖြစ်နေတဲ့ခါကျတော့ဒါကတ်တော်လည်းပဲကတ်ရမမြူးကတ်ရမရောက်ဘူးအဲ့ဒါကြောင့်ဦးဇင်းတို့ဝင်းကြီးအထူးပြုအလေးပြုဆရာတော်တွေက အဲ့လိုဆိုရင်ဘယ်လိုလုပ်လဲဆိုတော့တချို့ကလည်းဟိုဗီဒီယိုမတန်းတင်ရှင်တဲ့ဓာတ်ပုံမတန်းတင်ရှင်တဲ့ကမိသားစုလိုက်ကက်ရှင်သေးတာ哦အဲ့တော့ကက်လိုက်ကိစ္စမရှိဘူးအဲ့တော့မိသားစုလိုက်ခုံကိုဝိုင်းကင်ပြီးတော့ကက်ပြီးရင်နောက်တစ်ခါဝီနီတို့အရာတစ်ခွက်ချင်းပြန်ကက်ဟုတ်ပြီနော်ဒါအကုန်မှတ်ထားမှာမိမိတို့အိမ်တွေမှာဒါဗုဒ္ဓဘာသာတရားဒဂမတွေကဆရာတော်တွေကိုဆုံးစားပေးတဲ့အခါမှာမိသားစုလိုက်မတန်းတင်ရှင်တဲ့ဆိုခုံလိုက်ကက်ပြီးလို့ရှင်တစ်ခွက်ချင်းလည်းပြန်ကက်ပြီးနော်ဒါဒါတရားဒဂမတွေဘက်ကနားလဲရမှာလीဆရာတော်တွေကအားနာလို့ပြောချင်မှပြောမှာလी အာဘာလို့အခါရအာနာတယ်လူပြိတ္တအလဲမှာဆိုတော့ဟိုပြောချင်မှာပြောချင်မှာတော့ကိုကအလိုက်တည်ရမယ်အဲ့တော့အဲ့တော့အလိုက်တည်ရမယ်အဲ့တော့ခုံစပွဲဖြစ်နိုင်လို့ချင်းစပွဲခုံတိတ်တိတ်လေးနဲ့ကဲရင်လက်ကအကြီးနဲ့ကဲမယ်ဆိုရင်လည်းကိစ္စမရှိဘူးတစ်ခွက်ချင်းပြန်ကပ်ပေးရမယ်နော်အဲ့တော့ဘုသူဒ္ဓဘယ်ဆက်ပြောလိုက်မယ်ဆိုတော့အဲ့ဒီထမဟိုတချို့ကပေါ့နော်ဟိုတအားမြောက်ကြလို့သလားဆိုတော့မိခွန်းလည်းမေးကြတယ်ဟိုဒီကော်စော်တစ်ခါကကြရင်ခုံခင်းနေရှိတယ်လေစပွဲခုံမှာဆိုတော့စပွဲခုံခင်းနေခင်းထားတယ်တွေ့ကြနေတယ် အဲ့တော့တချို့ကဟိုဝဲခုံခင်းလွတ်အောင်မရမှာလားလို့မေးကြတယ်။အဲ့ဒါလည်းမဆိုင်ဘူးပေါ့။ခုနအဓိကရှေ့ရှုဆောင်ဆိုလက္ခဏာထဲမှာပါဖို့အဓိကပဲလေ။နော်အဲ့တော့လွတ်เสียမလို့ဘူး။ဒါကြောင့်စာပေထဲမှာဟိုကလေးလေးကိုရင်လေးတစ်ပါးကဘုန်းကြီးတစ်ပါးကိုယာကုကတ်မယ်ဟိုစံပြုတ်ကတ်မယ်ပေါ့။အဲ့တော့စံပြုတ်အိုးကသူကပူတယ်။ပူတော့မားလို့အဆင်မပြေဘူး။ဟိုတယောက်တော့မားလို့ကောင်းကောင်းနိုင်တယ်။ဒါပေမဲ့သူကပူတဲ့ခါကျမားလို့အဆင်မပြေဘူး။မတော်ကိုရင်ကဘုန်းကြီးကလှိမ့်မိကတ်တာသူကဘောလုံးမသိဘူး။ဒီအိုးကိုသူကဘုန်းကြီးဘက်ကိုတွန်းပေးလိုက်တယ်။ ဘုန်းကြီးလက်ကလေးခံထားလိုက်တယ်ဆိုရတယ်သူကဆိုတော့ညှောက်မှမဟုတ်ဘူးအဓိကချီချူးဆောင်ဆိုတာသဘောလားမနော်ဘုန်းကြီးဘက်ကိုတွန်းလိုက်ဖို့အဓိကရောက်သွားဖို့အဓိကပဲဒါကြောင့်ကျွန်တော်ဟိုမာချင်းမမာချင်းဆိုတာလည်းအဓိကမကြသေးဘူးနော်အဓိကဘုန်းကြီးဘက်ကိုချီချူးဆောင်ဖို့အဓိကဟုတ်ပြီနော်အဲ့ဒါလေးကြည့်တယ်အဲကြောင့်ဟိုမြေကြီးနဲ့လွတ်မလွတ်မလာလို့မေးစရာရှိလို့ဒါတကယ်မေးချင်မှမဥစဉ်ပြောလိုက်တာနော်အဲကြောင့်မြေကြီးမှလွတ်နေမှာမဟုတ်ဘူးပေါ့နော်ထိပြီးတော့ဘုန်းကြီးဘက်ကိုတွန်းကတ်လိုက်ရင်လည်းရတယ်နော်တွန်းကတ်လိုက်ရင်လည်းရတယ်